မရိမှုနဲ့ထောင်ချောက်တဲ့မရောက်ခင်လေးမှာတော့ဗတဲ့ချိုဟာဘွားကြီးကိုရိုးသားစူးစမ်းနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။အစားအသောက်ပို့ဆောင်တဲ့အလုပ်ကိုလောက်ကင်နေရင်ကျောင်းရင်ကျုံတလို့ကူညီပေးတဲ့သူတယောက်ပဲဖြစ်ပါတယ်။အဲနောက်မှာတော့ညာဘက်မှာညီဖြစ်သူကိုထမင်းတေချာစားဖို့နဲ့စားလုပ်ဖို့ကိုမှန်နေခဲ့ကညာတိုင်းစပို့ဆောင်ပေးရမယ့်နေရာကိုရောက်လာခဲ့ပါတယ်။အဲဒီအချိန်မှာထဲချိုးရဲ့လောဘော်ခိုင်ဘက်ကဆိုင်ထဲကအထွက်ကောင်မလေးတယောက်နဲ့တိုက်မိခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့အတွေ့ကပြိုင်ကားတစ်စီးနဲ့အနားကပ်လာပြီး သူတို့ပို့ရမယ့်ပါဆယ်တို့ကိုလူကလွှင့်ပစ်လိုက်ပါတယ်။ထေကျွန်းကတော့လမ်းပေါ်ကျနေတဲ့စားတောက်တွေကိုဘောက်ဆဲကိုထည့်လိုက်ပြီးပြန်ကားနောက်ကိုလိုက်သွားခဲ့ပါတယ်။ဒယ်လီပို့နေကြဖြစ်တာမို့လမ်းကြိုလမ်းကြဲတွေကနေလိုက်နေရင်နောက်ဆုံးကားရှိပိတ်ရက်လိုက်ပြီးပစ်ချခဲ့တဲ့စားတောက်တွေကိုကားထဲကိုပစ်ထည့်လိုက်ပြီးပတ်ဆက်ရှင်ပေးဖို့ကိုပြောလိုက်ပါတယ်။အဲဒီတော့မှာတော့လောဘကံဘက်ကိုဖုံးဆက်လိုက်ရင်ခုနကပါစေဖို့သူ့စီမှာရှိတယ်လို့ပြောလိုက်ပါတယ် အဲ့နော်လမ်းသိနေတာကြောင့်ညီဖြစ်သူတန်းဟမ်ဘာဂါလေးပေးရင်လည်းတပတ်ခါဖြေရမယ်ဆမေးဘွက်အတွက်တေချာလေးလုပ်ဖို့မှန်နေဒီအပတ်အမေရဲ့နှစ်ပတ်လည်ကိုတော့မလာပဲစာလုပ်ဖို့ကိုပြောနေခင်ညီပေါ်မှာလည်းအကိုကြီးဖရာပီတာသွားနေခဲ့ပါတယ်အဲ့နောက်မှာတော့ထေချွန်ကအပင်တွေကိုစိုက်ပျိုးရတာနှစ်သက်တာကြောင့်အိမ်မှာအပင်တွေရှိနေပြီးတကယ်ချင်းသုံးယောက်နဲ့ထေချွန်ရဲ့ချစ်သူတို့အတူစားတောက်နေကြပါတယ်အဲ့နောက်မှာတော့ပြန်ဖို့လိုက်ဖို့နေနေရီးစားပြစ်သူက အစားအသောက်ပို့ဆောင်တဲ့အလုပ်တွေကိုဘယ်ချိန်ထိလုပ်နေမှာလဲလို့မေးလိုက်တော့ချင်းငွေတွေဇက်ဖို့နဲ့ထဲချင်းကြောင်းပြီးရဲ့အထီတော့လုပ်နေအောင်မှာပဲလို့ပြောလိုက်တော့ထဲချင်းကိုပဲဒီအချက်တွေကဆွဲဆောင်မှုရှိနေတာလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့တငယ်ချင်းတွေကိုပြန်လွှတ်လိုက်ပြီမဲ့ရေးစားဖြစ်သူကတော့ဒီညဒီမှာအိတ်သောက်ဖို့ပြောလာခဲ့ပါတယ်။မနက်မိုးလင်းတဲ့ခါမှာတော့ပုံမှန်အတိုင်းထလာကအမိုက်ပြဖို့လုပ်နေတော့ကိုနှုံးခုန်လေးကအပြင်ကိုထွက်ကြနေတာကိုတွေ့ရမှာပါ။အဲနောက်ပါစယ်ဖို့ဖို့အိမ်ရှိတဲ့အိမ်ကိုရောက်နေပြီး ပါစီရောက်နေကြအောင်ဓာတ်ပုံရိုက်ပြီးပြန်ဆင်းဖို့လုပ်ခဲ့ပေမဲ့ဓာတ်လီကပိတ်သွားတာကြောင့်လေကားကနေပြန်ဆင်းဖို့လုပ်လိုက်ပါတယ်။ပန်းတွေကိုနှစ်တက်တဲ့သူဖြစ်တာကြောင့်လေကားနားကနေအောင်မရတဲ့ပန်းဟုတ်ကိုချွေပေးလိုက်ပြီးနေအောင်ပြပေးဖို့အစားတစောင်းရေးခဲ့လိုက်ပါတယ်။ပြန်ထွက်လန်းတောက်တနေရာမှာတော့အဖောက်ဟိုတယောက်ကလက်ကိဖရင်နဲ့သူ့ကိုကူညီပေးဖို့ပြောလာတာကြောင့်ထဲကျုံးကတော့လက်ကိကိုဆွဲကကူညီပေးခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ညစာကိုဖြစ်တယ်လို့ရင်းကြီးနဲ့နှုတ်ဘူးကိုစတိုးဆိုင်ကနေဝဲကအပြင်းမထိုင်စားနေတော့ ရုတ်တရက်ဖုံးတံမိလာတာကြောင့်ရှာကြည့်လိုက်တော့သူ့ရဲ့အနီးနားကဖုံးဖြစ်နေခဲ့ပါတယ်။ဖုံးကန်လိုက်တဲ့အခါမှာတော့ကောင်မလေးတန်နဲ့သူ့ဖုံးပြောက်သွားလို့ဘယ်နေရာလဲလို့မေးလိုက်တော့ထဲကျုံက GS Store ရဲ့အရှိမလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့စိုးဆိုင်မှာအထားပြမယ်လို့ပြောလိုက်ပေမဲ့သူကမလာနိုင်တာကြောင့်လာဖို့ပေးရင်ဝမ်သုံးသိန်းကိုပေးဆောင်မယ်လို့ပြောလိုက်ပါတယ်။ပတ်စံရှာဖို့ပဲခေါင်းထဲရှိနေတဲ့ထဲကျုံလဲသုံးသိန်းကြောင့်စားရတဲ့မိုက်တွေကိုစိုးဆိုင်တွေကမိုက်ဖုန်းတွေကိုပြစ်ပြီးသွားဖို့လုံနေတာကို CCTV ကနေမြင်နေရပါတယ်။ အိမ်နောက်မှာတော့ချိန်ထားတဲ့နေရာကိုထဲကျွန်းရောက်သွားတော့ဖုံးထွက်ဝင်လာကယောက်ျားတစ်ယောက်အိမ်ကိုလာတာအဆင်မပြေတာကြောင့်လိုင်ကောင်းတဲ့ကအများသုံးဖုံးပေါက်ဆဲကိုထည့်ပေးဖို့မှာလိုက်ပါတယ်။ထဲကျွန်းလည်းခိုင်းတဲ့အတိုင်းလုပ်ပေးပြီးပေါက်ဆဲကပတ်ဆက်ကိုယူလာကဆိုင်ကယ်စီပြန်လာတော့ကားတစ်စီးကရုတ်တရက်မီးဖွင့်က တိုက်မလို့ဖြစ်သွားတာကြောင့်လန့်သွားခဲ့တာပေါ့။အိမ်နောက်မှာတော့အိမ်ပြန်လာခဲ့ပြီးနောက်တစ်နေ့မှာတော့အမေဖြစ်သူရဲ့နှစ်ပတ်လည်ကိုတယောက်ထဲလုံနေခဲ့ပေမယ့်ညီဖြစ်သူရောက်လာတာကြောင့်စာမလုပ်ပဲလာခဲ့လို့စူနေလိုက်ပါတယ်။ညနေမှာတော့မိုးရေရလာတာကြောင့် ပန်းဦးတွေကိုနေရာရွှေ့နေရင်ပန်းမှုပုံကိုဓားပုံရိုက်ပြီးရီစားထံကိုပို့နေတော့ရဲတွေဝင်လာကအင်အားသုံးကမရိမှုအလောင်းဖြောက်မှုတို့နဲ့ဖမ်းဆီးသွားခဲ့ပါတယ်။နောက်တနေ့သတင်းမှာတော့အသက်20အရွယ်မိန်းကလေးကိုဟန်မြင့်မှာရှာတွေ့ခဲ့ပြီးတရက်ခန့်ဗတ်မျိုးနဲ့ကိုလည်းဖမ်းဆီးမိကြောင်ကြေညာနေခဲ့ပါတယ်။စုံနောက်တွေကိုတော့ဒီကိစ္စကိုသူမသိတဲ့အကြောင်းပြောနေပေမဲ့စုံနောက်တွေကတော့အယုံအကြည်မရှိဖြစ်နေခဲ့ပါတယ်။ အဲ့နောက်မှာတော့တကယ်ချင်းသုံးယောက်လာတွေ့ခဲ့ပြီးလက်ထိတ်နဲ့တွေ့ရတဲ့ထဲချုံကိုစိတ်မကောင်းဖြစ်နေတာထဲချုံကတော့သူ့မှာအပြစ်မရှိကြောင်းနဲ့သူ့ဆိုင်ကဘန်တွေကိုဟိုဘက်ဆိုင်ကတတိကိုခဏလောက်ကြည်ပြီးဖို့မှာနေခဲ့ပါတယ်အဲ့နောက်မှာတော့ရီးစားဖြစ်သူစုကြီးကရှင်းနေကိုခေါ်လိုက်ပြီးထဲချင်းနဲ့အတူတကယ်ချင်းတို့ဟာထဲချုံမှာအပြစ်မရှိတဲ့အကြောင်းကိုတတ်သိပြဖို့စူးစမ်းနေခဲ့ပါတယ်အဲ့နောက်မှာတော့စုကြီးကထဲချုံကိုတော့တွေ့လိုက်ပြီးသူ့ကိုပြောစရာမရှိဘူးလားလို့မေးလိုက်တော့ထဲချုံကသူဒီကိစ္စတွေမသိဘူးလို့ပြောလိုက်တဲ့အခါမှာတော့စူကြီးကဝမ်းသာသွားပြီး အပြင်ကနေလည်းအကောင်းဆုံးစူးစမ်းပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ရှေ့နေနဲ့ဆွေးနေနေပြီးတက်တဲ့ပြနိုင်ဖို့ဆိုရင်အလီပိုင်းလိုအပ်ကြောင်းပြောပြီးသေဆုံးသူဟာသေဆုံးတဲ့အချိန်အတိအကျကိုမသိတာကြောင့်အဲနရက်အတွင်းကထဲကျုံးရဲ့အခြေအနေကိုတင်ပြနိုင်ရင်အဆင်ပြေနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ကြိုးစားပန်းစားနဲ့ထဲကျုံးရဲ့ပို့ချိန်တွေကိုပြေစာရီနဲ့ရှာဖွေနိုင်ခဲ့ပြီးရှင်းနေကတော့ဒီလောက်ဆိုရင်တရားခွင်မှာနိုင်နိုင်ကြောင်းပြောတာစူကြီးကတော့စက္ကန့်တော်မှလည်းကြိုးစားနေတဲ့ထဲကျုံးရဲ့အချိန်စရာတွေကိုကြီးက1နဲ့နေခဲ့ပါတယ် ောက်တစ်နှစ်တရားခွင်မှာတော့ထေကျွန်းရဲ့ရှေ့တွေကထေကျွန်းဟာအချိန်တစ်ဆက်ကန့်ကိုတောင်မလစ်စေပဲစူးစမ်းခဲ့တဲ့တာမန်ပြည်သူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြီးပတ်ဝန်းကျင်ရဲ့အမြင်လဲကောင်းတဲ့အကြောင်းကိုတရားသူကြီးထံကိုတင်ပြနေခဲ့ပါတယ်။အဲနောက်မှာတော့တရားသူကြီးကအမှုစစ်ဘက်ကိုမေးလိုက်တော့တကယ်ပဲအချိန်စရားတွေကို TV မှာပြသနေသူယုံကြည်ဖို့အတွက်မေးခွန်းလေးတွေကိုမေးချင်ကြောင်းပြောနေခဲ့ပါတယ်။ အဲ့နောက်မှာတော့သေဆုံးသူရဲ့အိမ်ကိုပါဆယ်လာပို့တဲ့အချိန်ပြန်ထွက်လာတော့9မိနစ်ကြာတဲ့အကြောင်းကိုပြောနေပြီး9မိနစ်ဆိုတာလူသက်ဖို့လုံလောက်တဲ့အချိန်လို့တင်ပြနေခဲ့ပါတယ်။ထဲကျုံကတော့အပင်ချောင်းလို့ပြောလိုက်ပြီးနေရောင်မရတာကြောင့်နေရောင်ရတဲ့နေရာကိုပြောင်းထားပြီးစာရေးတဲ့အခါကြာတဲ့အချိန်ဖြစ်တယ်လို့ခြိပါခဲ့ပါတယ်။ နောက်မေကွန်တစ်ခုမှာတော့ CCTV ထဲမှာ lucky တစ်ခုကိုဆွဲပြေးသွားတဲ့အကြောင်းကိုပြောတော့အဖွားတယောက်ကအကူကြီးတောင်းချောင်းပြောလိုက်ပြင်မဲ့ CCTV ထဲမှာတော့သူတယောက်တည်းကိုပြင်ရပြီးတိတ်ဆုံးသူရဲ့ရေချိုးခန်းထဲမှာလည်းတရခိုင်ရဲ့တုပ်ဖို့ကိုတွေ့တဲ့အကြောင်းပြောလိုက်ပြီး Stroza ရဲ့ CCTV မှာလည်းတိတ်ဆုံးသူရဲ့ဖုန်းကိုကင်နာတာကိုတွေ့ရကြောင်းပန်းမင်ဆိုတာလည်းတကယ်မရှိတဲ့အကြောင်းပြောရင်းနဲ့စိတ်ချမနေကြောင်းကိုရှင်းပြလိုက်တာကြောင့်ထဲကျွန်းလဲသူမလုပ်တဲ့အကြောင်းအရာကိုရှင်းပြရင်းနဲ့ရုံးရင်းဆံပြခတ်တွေဖြစ်ကတရားဝင်ပိတ်သိမ်းလိုက်ပါတယ် တနေ့မှာတော့အချုပ်တဲကိုစူဂျီကလာတွေ့ခဲ့ပြီးသူပေးတာတဲ့လက်ကောက်လေးကဘယ်ရောက်နေတာလဲလို့မေးလိုက်တော့စဉ်းစားမရဖြစ်နေခဲ့ပြီးရှင်းနေကမှလိုက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အပြစ်ကိုဝန်ခံပေးရေရှော့ပော့ပေးမဲ့အကြောင်းနဲ့သူကစောင့်နေရတာကိုမကြွန့်ကျင်တဲ့အတွက်ကြောင့်မို့ကာပင်လက်ကောက်လေးကိုပြန်ပေးရင်လည်းပြန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထေချုံကိုထောင်ကိုသွားတဲ့ကားပေါ်ကနေဆင်းတာကိုမြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီမှာတော့ဘလုံငယ်ရဲတွေကြုံတွေ့ရမလဲဆိုတာကိုအပိုင်းနှစ်မှာပြန်လည်တွေ့ကြမယ်ခင်ဗျာ။